အလုံးမိုင်းမိင်္ဂလာပါဗျာခုတစ်ခါမှာတော့စေချောတဲ့အရွယ်လေးတွေစိတ်ကစားပြီးမမကြဘူးအရာရှိနဲ့ရပြီးတော့အိမ်အောင်ကြီးဖောက်ပြန်ခံရတဲ့အကြောင်းအရာကိုပြောပြလာတဲ့အန်ဒီရဲ့ရှင်တွင်းခံစားချက်ဘယ်လိုပိုင်းလေးကိုအလုံးတစ်ယောက်တင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးဒီဗီဒီယိုပိုင်းလေးနဲ့ပတ်သက်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအလုံးလေးမိင်္ဂလာပါဗျာ မြန်မာ country နှောင်းလေး channel မှာ ပြန်လေးကြိုဆိုလိုက်ပါ रे ဗျာကျမတို့သားသမီးတွေကိုအရွယ်ရောက်လာကစအရွယ်ရောက်ပြီးသားသားသမီးတွေကိုဘလို့ထိမလဲဆိုတော့ကျမအပိုင်းတစ်ကနေပြောလာသမျှတဲ့မှာကျမကိုသားသမီးတွေကိုဟိုအနေရကင်းအောင် အမေစကားလေးနားထအောင်တို့ဘေးဒုက္ခမဖြစ်အောင်အဲဘာသာဘာသာရေးနဲ့ပဲကျမထိန်းခဲ့တာကိုအပိုင်းတစ်ကနေ၁၇လောက်ထိကိုများတယ်ပေါ့နော်အဲ့တော့ ဘာသာရေးနဲ့ထိန်းတာတကယ်ရောအကျိုးသက်ရောက်မှုရှိလားလို့တချို့တွေကဟိုစဉ်းစားကြမယ်ပေါ့နော်ကျမရဲ့ဘဝအတွေ့အကြုံရဘာသာရေးနဲ့ထိန်းတာအကောင်းဆုံးနည်းလမ်းပဲတည်လားကျမတို့တွေကမိသားစုတစုအိမ်တိုင်မှာဆိုရင်အဲ့လိုတစ်ချိန်လုံးဒီအခုခေတ်သားသမီးကတော့ပို့ဆိုးတာပေါ့နော်ကျမတို့ခေတ်ကသားသမီးကကြတော့ကျမတို့က14နှစ်15နှစ်ထိဟိုဝတ်ထားတဲ့ခေါင်းတွေစကတ်တွေပြောင်းစော့နေတော့ ဖုံးဆိုတာလည်းမရှိဘူးအရန်ကိုတိုးတက်နေရလည်းမဟုတ်ဘူးကွာအခုခေတ်ကကလေးလေးတွေကမွေးကလေးကအဲ၄၅နှစ်ဆိုတာနဲ့တယ်လီဖုန်းနဲ့ iPad နဲ့ TV နဲ့အဲကတ်တုန်းကကြည့်တဲ့သူနဲ့ YouTube ကြည့်တဲ့သူနဲ့ဒါတွေမျိုးတွေအရန်ပဲတိုးတက်လာတဲ့အခါမှာသားသမီးတွေကအာယုံကဘာလဲဆိုတော့ဒီဒီဘယ်လိုပြောမလဲဒီဖုန်းတို့ဒီ TV တို့ဒီ YouTube တို့ဒီ channel တွေမှာပဲအာယုံဆူဆိုင်မှုများလာတယ်ဒီဟာတွေကကောင်းတဲ့ ညာကိုကောင်းတဲ့လေ့လာမှုသင်ယူရင်တော့ကောင်းပေမဲ့ကလေးအများစုကကြတော့အသက်အရွယ်အရသူတို့ကဒီဟာဒီဒီဟာကိုကြည့်လို့ကောင်းတယ်သူတို့အတွက်အကျိုးရှိရမရှိဘူးဆိုတာမသိနိုင်ဘူးကျမတို့လူကြီးတောင်မသိရလူတွေအများကြီးရှိရချိန်မှာသားသမီးတွေကိုအဲနေတော့ဒီဟာကောင်းတဲ့ဟာပဲလေ့လာသင်ယူမယ်ဒီဟာတွေကမကောင်းဘူးဆိုတာကိုသူတို့ကိုသူတို့အုံနောက်ကလေးတွေကခွဲခြားနိုင်တဲ့အစွမ်းအားတွေမရှိသေးဘူးပေါ့နော်အဲ့တော့ဟိုပုပ္ပလင်းပြောရလို့ရှိရင်သားသမီးတွေကိုတတ်နိုင်တယ်မြတ်ဖုန်းပေးမသုံးပါနဲ့ သူတို့တွေအခုဆို၁၂တန်းရှိပါဗော၁၂တန်းအောင်ပြီလို့မှပေးသုံးတာမျိုးဒါမှမဟုတ်လည်း၁၂တန်းတွင်းမှာဟိုအမေနဲ့သားသမီးနားလည်မှုယူပြီးတော့ဒီစာလုပ်ပြီးမှတနေ့ကိုနိုင်ဝက်ပေးကြည့်မယ်ဆိုတာမျိုးနဲ့နည်းနည်းလေးထိန်းချုပ်မှရမယ်ဗောနော်ဒါကျွန်မအမြင်ပြောတာပါကျွန်မသားသမီးတွေတော့လည်းသူတို့တွေတက်ကူတက်မှဖုန်းသုံးရတာသူတို့ဖုန်းမသုံးဘူးဗောနော် ဒီလိုမျိုးအခုခေတ်ကလေးလို9နှစ်6နှစ်8နှစ်10နှစ်ဆိုဖုန်းလေးတကိုင်းကိုင်းနေရတကဖုန်းလေးတကိုင်းကိုင်းတမင်းစားလဲဖုန်းလေးနဲ့အဲရေချိုးလဲအဲရေချိုးကန်းဝါမှာဖုန်းလေးနဲ့ကွာတိလာအဲ့တော့တိုးတက်ကဘာကြီးကတိုးတက်ပြောင်းလဲလာတာနီးပညာကြီးအရန်တိုးတက်လာတာမှန်နေစိုးကျိုးတွေကလည်းအများကြီးရှိတယ်အဲ့တော့ကျမသားသမီးတွေကိုဘာလို့ဒီမြတ်တာတော့ရွတ်တယ်ဒါရဏပြည့်ရွတ်တယ်ဘာသာရေးနဲ့ကျမထိန်းလဲဆိုတဲ့အကြောင်းရင်းရှိတယ်ဘာလဲဆိုတော့ကျမကအဲ့ဒီဒီဟာတွေနဲ့ထိန်းရတဲ့အကြောင်းရင်းကကျမအကြောင်းပြောမှရမှာ ကျမအသက်16နှစ်ကျုံမှအိမ်အောင်ကြတယ်ပေါ့နော်အိမ်အောင်ကြတယ်လို့ပြောတဲ့အခါမှာကျမအိမ်အောင်ပြုဖို့ရွေးချယ်တဲ့အိမ်အောင်ကြတာမဟုတ်ဘူးကျမကျမနဲ့ကြိုက်တဲ့အမျိုးသားကကျမထက်6နှစ်ကျော်9နှစ်လောက်ကြီးရဲ့အဲသူကအဲ့တော့ဘိုးကြီးဖြစ်နေပါပြီအဲကျမကလည်းစိတ်ကစားတတ်တဲ့ရွယ်ဆိုတော့ဟိုပါပေါ့ကျမတို့အဲ့လိုစာပေးစာယူဖုန်းပြောတာလေးနည်းနည်းပပနဲ့ အဲကြိုက်တယ်ပေါ့နော် ကျမသဘောကျတယ်ပေါ့ကျမအဲ့ဒီအဲ့ဒီအမျိုးသားနဲ့အဲတွေ့တဲ့အချိန်မှာကျမချစ်တယ်လို့ထင်တာပဲဗျာတိလားတကယ်တော့အဲ့ဒီ16 17 18 19ဦးရဲ့မှာတွေ့တယ်ဆိုတာတကယ်တော့အချစ်ဟုတ်ဘူးဗျာအဲ့ပဲဒါလည်းအနောက်ပိုင်းအသက်ကြီးကြီးလာမှကျမသိတာပေါ့နော်အဲ့တော့မထင်မှတ်ပဲနဲ့ तू आ တက်ပြန်မဲ့အချိန်မှာကျမကို तू आ ဟိုဖုန်းလေးဆက်ပြီးဖုန်းကလည်း ကျွန်တော်တို့ခေတ္တဝါကြကျွန်တော်တို့မိရဖုန်းအများကြီးပြောလဲမကြိုက်ဘူးဖုန်းကိုခိုးချောင်ခွဲပြောရတာဗျာအိမ်ဖုန်းကျိုးဖုန်းပေါ့နော်ခိုးချောင်ခွဲပြောတဲ့အတွက်ကြောင့်အဲ့မှာသူညချန်ထိတ်မှလာပြီးတော့သူဟိုဟာပေါ့ကျွန်မကိုအယ်ဘန်လေးရဲ့အဲစားစရာမုတ်လေးတွေလာပို့မယ်ခဏလောက်ထွက်ခဲ့ပါလို့ပြောပြီးတော့မထင်မှတ်ပဲနဲ့အိမ်ကကားစရာရနေအိမ်အိမ်နေမိတွေဖွင့်ကားကိုယ်တော်နေမိတွေဖွင့်နေတဲ့အဲကျွန်မအဲ့အချိန်မှာလေအိမ်အောင်ပြုတ်ဝစိတ်ကူးမရှိဘူးတိလားအိမ်အောင်ပြုတ်ဝစိတ်ကူးမရှိဘင်းနဲ့ကျွန်မ channel ပြန်မူရဲတာနဲ့အဲကျမကိုအဲကျမနဲ့ကျမအမျိုးသားကနေခိုးပြေးသွားတယ်ဆိုပါစို့နော်ဟိုအိမ်နေဝတ်တထဲဟိုခေါင်းဝင်လေးနဲ့ပါသွားတာအဲ့တော့ဘာလို့ဒါကိုပြောလဲဆိုတော့သားသမီးတွေကိုဘာသာရေးနဲ့ဘာဖြစ်လို့ကျမဒီဘာသာရေးကိုရုံရုံကြည်ကြည်နဲ့သားသမီးတွေကိုကျမလှုပ်ပေးခဲ့လဲဆိုတာဒီအကြောင်းပြောမှရမှာမလို့ကျမကပြောတာကျမကကို့ပေါင်ကိုလန်ထောင်းနေတာမဟုတ်ပါဘူးနော်ဒါပေမဲ့အခုပြောပြတာကလည်းတကယ်လို့အဲ့လိုပြောပြတာအဲ့ဒါကနဲ့ ကျွန်မအိမ်တောင်ကြသွားတယ်ဆိုပါစို့ဒါပေမဲ့လေအရင်မဲထူးခြားတာလေးတခုတော့ရှိရဲ့တိလားကျွန်မကအဲအဲ့လိုမျိုးကျွန်မကိုခေါ်သွားတဲ့အချိန်မှာသူ့မိဘတွေအိမ်ခေါ်ရတယ်ပေါ့နော်နောက်နေရဆိုင်ကျွန်မအိမ်ပြန်နေတာတော့တိလားအာကျွန်မအတွက်16နှစ်ကျော်ကျော်ဆိုတာကအိမ်တောင်ပြုတ်ဖို့လည်းအဆင်မဖြစ်သေးတယ်လို့อืมဒီရောက်ချက်လည်းမရှိဘူးဒါကတော့ ကျမရဲ့နမောနမေနိုင်မှုလက်တလုံးကိုကိုယ့်အကို channel ပြင်ဝင်ရရင်ကို့အဖေတွေအမေတွေကို့ရိုက်တာပဲရှိမှာအဲ့ဒါလေးကိုမစင်းစားမိတာဘာလို့မစင်းစားမိတယ်ဆိုကျမအသက်ငယ်လို့သိလားအသက်ငယ်တဲ့ပြင်ကျမတို့တွေကဟိုဘောနော်ဟိုရက်ွက်တွေလည်းကြီးလာတဲ့သားသမီးမဟုတ်ဘူးဗျာသိလားအဲ့တော့ဒီမိသားစုလေးတွေမှာဒီအဝိုင်းဝန်းလေးတွေမှာမွေးပြီးဒီအဝိုင်းဝန်းလေးတွေမှာကြီးလာတဲ့အကြောင်းကျမတို့ကလူတွေရဲ့အကြောင်းသိဘူးအမှန်တော့လေလေအမျိုးသမီးတွေအနေနဲ့ ်လူတွေရဲ့အကြောင်းယောက်ျားတွေရဲ့သဘောတဘာဝကိုသိဖို့တော့လိုတယ်။ပါးရည်နဲ့ရည်ရှိမှ ကျမတို့တွေကအမားတွေနည်းမှာအဲ့ဒါနဲ့အိမ်အောင်ကြပြီးရချိန်မှာကျမအဲ့တက်ကိုလိုက်သွားတယ်တက်မှာတလောက်နေပြန်လာတယ်ကျမတက်ကတူစဖွင့်တော့ကျမတက်ကတူတက်တဲ့ချိန်မှာကျမအမျိုးသားနဲ့ကျမနေရဟောပေါ့နော်ကျမရန်ကုန်မှာပဲနေခဲ့ပြီးတော့အမျိုးသားတော့တက်ကိုပြန်သွားရတယ်ပေါ့နော်ကျမတို့ရအိမ်အောင်ကြပြီးတော့အတူနေရတာအရန်ရက်နေလပိုင်းလေးပဲရှိရအဲ့တော့ကျမလည်းရန်ကုန်မှာကြောင်းတက်တယ်ဆိုတော့ ဝေးသွားတဲ့တယောက်တယောက်ဝေးသွားတယ်ပေါ့နော်ဝေးနေတယ်ပေါ့ဒါပေမဲ့ကျမကအဲ့ဒီအသက်ပြန်မာတဲ့ကကျမခံယူရတာခံယူချက်တစ်ခုပဲရှိတယ်အဲကိုကကိုချစ်တဲ့ကိုချစ်လို့ပေါ့ဒီမျိုးသားကိုကျမချစ်လို့လက်ထပ်တယ်ဒီမျိုးသားလည်းကျမကိုချစ်လို့မရမကယူထားတယ်ခိုးပြထားတယ်ဆိုပါစို့ဒါဆိုရင်ဒီအိမ်တော်ဘက်ကကိုရဲ့အိမ်တော်ဘက်ကကျမယုံကြည်စိတ်ချရမယ်လို့ယုံကြည်တာကျမစိတ်နဲ့နှိုင်းပြီးတော့ပေါ့နော်အဲ့ဒီမှာတကယ်တမ်းကျတော့ ယုံကြည်စိတ်ချရတယ်ဆိုတဲ့အပိုင်းကဒါကျမဘက်ကအမြင်ဟုတ်ကျမယူတဲ့အမျိုးသားဘက်စိုက်ကဲသူ့ရဲ့ nature သူ့ရဲ့အကျင့်စရိုက်တွေသူ့ရဲ့သဘောတဘာဝတွေသူ့ရဲ့စိတ်နေစိတ်ထားကျမဘာမှမသိဘူးတော့ဘာလို့လဲဆိုကျမတို့ရီးစားဖြစ်ပြီးတနေ့ကြော်ကြော်မှာကျမတို့ရဟိုနှစ်ယောက်တွေ့ရတဲ့ရက်ကအချိန်ကနှစ်ချိန်လားသုံးချိန်လားပဲရှိတယ်စာလေးရေးတာမျိုးဖုန်းပြောတာလောက်လေးနဲ့မတော်တဆအိမ်အောင်ကြွားရတဲ့အခါမှာကျမဒီကျမအမျိုးသားရဲ့ အကျင့်စရိုက်တွေသဘောတဘာဝတွေသူစိတ်တည်းတွေကျမလုံးဝမသိဘူးအဲ့မှာအိမ်အောင်ကြပြီးနောက်နေ့ကအဲတကြံကြရပေါ့နော်အဲ့မှာစတည်တာကျမကအဲ့လိုအပြင်ထွက်ပြီးပြောတာကိုမကြိုက်တာကိုလဲဟိုဘောဘောဒါကျမရဲ့အကျင့်စရိုက်ပေါ့နော်ကျမဒီအပြင်ထွက်ပြောတာမကြိုက်ဘူးကျမဟိုမိသားအဖေမေရှိအဖေမေနဲ့ကျမအဖေအားနဲ့ကျမမောင်နှမနဲ့ကျမတငယ်ချင်းနဲ့ကျမကိုအိမ်နီနာမှာပဲစော့တာမျိုးတက်တက်လုံးကြီးပြင်းလာတာလीဒါပေမဲ့အဲ့ အကျမအမျိုးသားကြတော့အဲ့ဒီတကြံစတဲ့နေ့မှာတငယ်ချင်းနေနေပေါ့နော်သူအပတ်စဉ်တငယ်ချင်းနေနေရောအပြင်တငယ်ချင်းနေရောရေပက်ခံထွက်မယ်ရှောက်လဲမယ်ဆိုလို့ကောသူကကျမကိုခေါ်တယ်လိုက်ခဲ့ပေါ့နော်ဆိုတော့ကျမမလိုက်ဘူးကျမနေခဲ့တာနော်အိမ်မှာအဲ့ဒါကျမကိုယူပြီးတော့တရက်ပဲရှိသေးရယ်နော်နောက်နေ့မှာနော်အဲ့တော့မိုးလင်းနေရထွက်သွားလိုက်တာညနေစောင်းမှပြန်လာတယ်အဲ့တော့သူ့ရဲ့နေချာကအပြိုကြိုက်တယ်ပေါ့ကွာဆက်ပြောပြီးမယ် ဲ့ဒီမှာတကြံမှာသူတနေကုန်ထွက်လေတယ်ဟိုကျမအိမ်မှာကျန်ခဲ့တယ်ပေါ့ရောက်ခွမအိမ်မှာကျန်ခဲ့တယ်ပေါ့အဲ့ဒီနေ့မှာကျမစသီးလိုက်တာအော်ကိုနဲ့ပုံစံနေမတူကြဘူးပေါ့နော်အဲ့မှာစသီးတာပဲစသီးတော့လေအဲ့ဒီ16နှစ်ကျော်အရွယ်ရဲ့နည်းနည်းအတွေးရကြတော့အခုကျမတို့လိုအသက်အရွယ်30ကျော်40ကျော်အရွယ်လောက်မရင်ကျက်သေးဘူးပေါ့လေအဲ့တော့ ုံစံတည်းကတော့ယူပြီးနောက်နေရဆိုင်လုံးဝမတူမှန်းသိတာကိုယ်တိုင်ကြုံတွေ့လာမှ သိလာတဲ့အသည့်တွေကိုကျမအရင်ကအရှိအအပိုင်းနေမှာလဲကျမပြောဘူးတယ်ကျမကကြုံတွေ့လာတဲ့ဘဝရဲ့အတွေ့အကြုံတွေကနေပြီးတော့ကိုကိုကိုထိန်ချောင်းနေသားသမီးကိုထိန်ချောင်းနေနေကျမဝန်ထမ်းလေးတွေကိုထိန်ချောင်းနေနေကိုကျမလေ့လာသင်ခဲ့တာလို့ အမှန်တော့လူဆိုတာကအဲ့လိုပဲလေးလာတင်ရတာကျမတို့တွေကမွေးတွေကဘယ်သူမှဘာမှမတက်ကြဘူးလေနော်အဲ့ဒါနဲ့ကျမအတူချုပ်လေးပြောပြမယ်ကျမတက်ကတူတက်တဲ့ချိန်မှာသူကတော့သူ့တက်မှာသူကြံခဲ့တယ်အဲ့ဒီမှာနောက်ကျမဘာဖြစ်လဲဆိုတော့ဟိုตาเอตาငယ်ตาငယ်ကိုုံရှိတဲ့ချိန်မှာเอရန်ကုန်ကိုသူပြောင်းလာရတယ်ဗောနော်နေရနေရန်ကုန်ပြောင်းလာတဲ့အခါကျတော့เอကျမက ဘယ်လိုပြောမလဲအဲကိုကဒီတက်ထဲမှာပဲမူကြီးတက်ထဲမှာပဲကြီးလာရတဲ့ကြောင့်ကျမကဒီအတက်အဝိုင်းဝန်းလေးကိုသဘောကျရေပျော်တယ်ပေါ့နော်အဲ့တော့ကျမအเจ้าဟိုအဲ့တော့ဘလောက်မာစတာတန်းတက်နေပြီပေါ့တက်နေတဲ့ချိန်မှာအဲ့လိုတက်မှလဲသွားနေတယ်အဲ့တော့လှိုင်းသားတက်ကိုပြောင်းလာငါးသုံးနှစ်ကိုပြောင်းလာတာတက်မှနေတယ်ပြီးရင်အဲစနေတွင်းတွေဆိုရောက်ခမအိမ်ပြန်လာတယ်ဒါမှမဟုတ်ကျမအမေတွေဖိအိမ်ခဏပြန်တယ်အဲ့ဒီတစ်ပတ်နှစ်ရောက်ပုံမှန်တော့ပြန်မှာပြီးကျောင်းတက်ဆရာစီကျမကျောင်းတက်တယ်ပေါ့ဟဲ့မေ ျမတို့ကဟိုပေါ့နော်တယောက်တယောက်ယူပြီးကလေးကလက်ထပ်ပြီးကလေးကအတူနေရတာရက်အရန်နေရဗျာဘလောက်ပဲရက်အရန်နေနေပေါ့နော်ကိုယ့်ရဲ့အိမ်အောင်ဘဲရဲ့အဲပြောင်းလဲတာလေးရောတည်တယ်ကျမစိတ်ထဲကနေစနိုးစနောက်ဖြစ်နေတာတော့တော်တော်ကြာပြီပေါ့နော်ဥမာအဲ့ရန်ကုန်မပြောင်းလာခင်တော့ဆိုရင်ကျမရောက်ကတိကနေပြီးတော့ဟို ဟိုကျမနဲ့ဟိုစကားပြောနေရင်းနဲ့သူ့သားစီကကျမမျိုးသားစီကဖုန်းလာလို့ရှင်သူကအဲ့လိုနည်းနည်းလေးဟိုနည်းနည်းလေးမူပြတ်တာမျိုးကျမမြင်ဘူးတယ်ပြီးကျမရှိမှတော့မပြောဘူးအဲတခြားနေရာထွက်သွားပြီးတော့အဲ့လိုပြောပြီးတော့နည်းနည်းစူတဲ့ပုံစံမျိုးမျက်နှာမျက်တကယ်ကြည့်လိုက်အဲ့လိုမျိုးလေးမြင်ဘူးတယ်ဘာဖြစ်တာမှကျမမသိတာသူကအဲ့ဒီမာတွေကပြဿနာရှိတာတက်မာတွေကမိန်းမတွေနဲ့ပတ်သက်တဲ့ပြဿနာတွေသူ့မှာရှိနေရပေါ့နော်ကျမကလုံးဝမသိဟိုမသိဘူးဆိုတာကျမကကြတော့ဟိုအိမ်အောင်ကြပြီးရင်ဒီ ယောက်ျားနဲ့ဒီမိန်းမကနဲ့သားသမီးရှင်ဒီသားသမီးနဲ့ပြီးတော့ယောက်ျားမကနဲ့မိဘကနဲ့ကိုမောင်နှမနဲ့ဒီအဝိုင်းဝန်းလေးကလုံလောက်တယ်လေပြည့်စုံတယ်ပေါ့ဒါပေမဲ့ဒါကျမတို့အမျိုးသမီးရဲ့အတွေ့အကြုံဟဲ့အမျိုးသားတွေကြာလို့မတွေ့ဘူးဗျာသူတို့ကသူတို့ရဲ့ဘာလို့ပြောမလဲအိမ်တော်မကြခင်မှာပုံမှန်သူတို့လှုပ်လာတဲ့ဟာတွေအကုန်လုံးသူတို့ပြောင်းလဲပြစ်ဖို့တော့ခဲရင်းတယ် အဲမပြောင်းလဲသေးဘူးပေါ့နော်မပြောင်းလဲနိုင်ကြသေးဘူးပေါ့အဲ့ဒါနဲ့နောက်ကျမအဲ့ရနည်းနည်းလေးစိတ်ထဲမှာထင်ငနဲ့ထင်ငနဲ့ဖြစ်လာတဲ့ကဏ္ဍလေးအများကြီးတွေ့လာရတယ်။ပြီးအဲ့လိုမျိုးအဲ့တော့ကလည်းသူရန်ကုန်ရန်ကုန်တိုင်းတက်ပြောင်းတဲ့အချိန်မှာအဲ့လိုညဆိုလို့ရှိရင်ကျမတို့ကအေးတက်မှာဟိုပါပေါ့ လိုက်နေရဲဆိုရင်တခါကျရင်ညာဂျူတီရှိတယ်အဂျူတီရှိရဲဆိုတော့ဟိုဟာပေါ့အကုန်လုံးကကျမအဲ့ရန်ကုန်တိုင်းမှာရှိတဲ့နည်းနည်းကာနေတို့ဖြူအမှုပါလို့ဆိုတော့လည်းကျမတို့အဖေနဲ့ငငယ်ရနေခဲ့တဲ့ကျမအဖေရဲ့တပည့်လေးတွေများတပည့်တွေများတယ်ကွာအများတော့ကျမတို့သိတယ်ကျမမျိုးသားကိုလည်းတီးရဲကျမကိုလည်းတီးတယ်အဲ့တော့ तू ကတက်မှာဆိုလဲအဲကျမကိုတီးတဲ့အတွက်ကြောင့် तू ကနေရာကောင်းရတယ်ပြောချင်တာအဲ့မှာအဲညဂျူတီရှိတယ်ပေါ့ အဲဆိုပထမတော့ကျမစိတ်ထဲမှာယိုးယိုးပဲဂျူတီရှိတာတော့တာဟုတ်သလားပေါ့နော်ဒါပေမဲ့လူတွေကလေမဟုတ်တာလုပ်ပြီဆိုရင်တော့အချိန်ကြာကြီးဖုံးလို့မရအောင်အဲ့ဒီနေ့ကတိုင်းမောင်ကနေကျမစီဖုံးဆက်တယ်အဲသမီးရေးတဲ့ဟွာပေါ့နော်ညီညီယောက်ကြောပေါ့မိတော့အဲအဘလို့တက်မှာလို့ဟိုရုံးမှာဂျူတီရှိရဆိုပြီးတော့တယ်ဟဲ့ဘာဂျူတီရှိရမှာတော့ ਨੇ သူတိုင်းရေးပွဲကြီးလုပ်နေပြီဂျူတီဘလို့ရှိမှာတော့ငါရုံးကိုဖုံးဆက်တော့လည်းမရှိဘူးတဲ့အဲ့လိုကစသီးတာ ဲ့တော့ညဆိုရင်အဲ့လိုပေါ့နော်အဲ့ခက်ကဘာခက်စားလဲဆိုတော့ကျွန်တော်တို့စင်တင်လေတော်ဝင်နှင်းစီစားတော့ဆိုင်စင်တင်တို့အဲ့လိုရေးဘန်ကုံဆုတ်တဲ့ဟာရန်ခက်စားနေပြီကွာခက်စားနေတဲ့အချိန်မှာ तू ကလည်းကျမအမျိုးသားတို့ရဲ့အဖေကလည်း तू မိဘရလည်းဟိုပတ်စံရှိတဲ့အဝိုင်းဝန်းပေါ့နော် तू ဖေကလည်းတက်ကပဲငိမ့်စားပေါ့နော်ဆိုတော့အဲရန်ကုန်သားဆစ်ဆစ်လည်းဖြစ်တဲ့ခါကြတော့ အပေါင်းတင်နေနဲ့သွားရတယ်ပဲကွာထင်တာပေါ့နော်တစ်ချိန်ကနှစ်ချိန်သုံးချိန်လေးချိန်ဖြစ်လာတဲ့အခါမှာကျမတန်လေးရည်တော်တော်ဖြစ်လာတယ်ဒီလားအဲပြီးတော့ကျမကငငယ်လေးရကျမမိဘတွေရကျမကိုကျမတို့မောင်နှမသုံးယောက်လုံးကိုဖះစာနေ့စဉ်ဖះရှိခိုးအောင်ပြီးရင်ဓမ္မစကြာအစဓမ္မစကြာမေတ္တာတုတ်အဲပြီးပဋ္ဌာန်းအဲ့ဒါအစကျမတို့ဒီ ခုနှစ်နှစ်ရှစ်နှစ်ကိုနှစ်အဲ့ရွာဆိုင်တော်တော်လေးအဆဆပြီးတော့ကျမတို့ဒီအလွတ်ရအောင်ကျမရဲ့အဖေနဲ့အမေကအလေးချင်နေလှုပ်ပေးခဲ့တဲ့အခါကျကျမတို့ကအဲဖះရှိကိုတက်တယ်ပေါ့နော်ဖះရှိကိုတက်တယ်ဒီဟာတွေကိုလည်းယူဖတ်တတ်တယ်အဖေနေမေကလည်းညဆိုလို့ရှိရင်အရှိကနေပြီးတော့ဖះကန်းဝင်ပြီးတော့သားသမီးတွေခေါ်တို့ကလည်းရှစ်ခိုးပြရတယ်ဆိုတော့ကျမတို့ကျမတို့ကငငယ်တည်းကဒီအလေးချင်းကောင်းလေးတွေတောက်လျှောက်ရလာတာအဲ့တော့တက်မှနေတဲ့အချိန်မှာလဲကျမ ဘာသာတရားမများလို့ဖြစ်တယ်ဗျအဲ့တော့ဟိုကျမတို့ master dam အဲပထမ master dam နှစ်တက်နေနေအကြောင်းပည့်ရက်တွေဆိုလို့ရှိရင်တက်မှာပုံမှန်နေကျမအိဖျားဖျားပန်းလဲတောက်တော်ရေးချမ်းကဆင်မီပူဇော်ပေါ့တောက်လျှောက်လို့ဖြစ်တယ်အဲ့ဒီတလောမှာထူးထူးဆန်းဆန်းကျမကလည်းလေဟိုကျမမှလည်းအဆောက်ရှောက်ကောက်ကောင်းနေရှိသလားတော့မသိဘူးပေါ့နော်အဲ့ဒီတလောမှာကျမဘာလဲဆိုတော့ဂုံတော်ကိုးပါးကိုစပြီးပရိစိတ်ဖြစ်တာစိတ်ကတော့ကျမအမျိုးသားပုံမှာတန်လျာဖြစ်တာအမှန်ပဲ မဲ့ကျမလက်စုပ်လက်ခံကြလို့မရအောင်ဘာသူဘာဖြစ်နေမှန်းလည်းမသိဘူးတခြားမိန်းမတယောက်ရှိနေသလားဆိုတော့တန်ရောက်ဝင်ရအောင်လေကျမဘာမှမမြင်နိုင်ဘူးကွာရုံကပြန်လိုက်ကျမလည်းအဲဟိုပေါ့သူဟိုလိုက်ကြည့်တာပဲစာအုပ်တွေအဲ့တော့ဖုန်းတွေရှိပြီလေသူသူဖုန်းကင်နေပြီအဲသူဖုန်းတွေလိုက်ကြည့်တော့လေထူးထူးခြားခြားဘာမှမတွေ့တော့အော်ကျမစိတ်တယ်ကိုကိုတန်ရောက်ဖြစ်တယ်လို့ထင်တာပေါ့နော်ထင်ပြီးတော့တိုက်တိုက်ဆက်ဆိုင်ကျမအဲ့ဒီ ဂုဏ်တော်ကိုပါအရဟံတမတ်တမုတ်တော်ဝိဇာဆောင်နာတမန်တော်သူကတော်လောကဝိရူအနုတ္တရောပုရိတာဓမ္မတရတိတထာဒေဝမနုဿာနာဘုဒ္ဓဘဂဝါအဲ့ဒါကိုကျွန်မပရိစစိတ်တာအရဟံတနေ့ကိုအရဟံပရိကို108ခေါက်6 6ချိန်အဲ့တော့ကျွန်မဘေးကဘလို့ပရိစိတ်နေဘာဘာကျွန်မသိလို့မဟုတ်ဘူးနော်အဲအရဟံကိုတနေ့ကိုပရိပရိပတ်ပရိတပတ်108လုံးကို6ချိန် အဲအဲပြီးအဲ့ဒါ၉ရက်၉ရက်ပြည့်လို့ရှိရင်အာရဟံပြီတမတမုတ်တော်တမတမုတ်တော်လို့ပဲပရိတပတ်အဲ၉၉၉ပရိတရား၈လုံး၉ကောင်းနဲ့၉ရက်အဲ့ဒီမှာအာရဟံတမန်တော်ဝိဇာစာနာတမန်တော်ရောက်တဲ့အချိန်မှာကျမပြောပြချင်တာအဲ့ဒါလေးဝိဇာစာနာတမန်တော်ရဲ့အဓိပ္ပာယ်ဆရာမလို့ကိုတော်တိုင်းသိမြင်တော်မူသောမြတ်စွာဘုရားအနတ်ဒိဗ္ဗယအဲ့ဒီပရိစိတ်တဲ့ကိုရတောင်မပြည့်ဘူးတိလား အဲ့ဒီရုံးကသူပြန်လာတဲ့ခါမှာသူ့ရဲ့မှတ်စုစာအုပ်လေးရှိရဗျာ။ဘာရလို့မို့အဲ့ဒီနေရာလဲကျမကသူအမျိုးသားရေချိုးနေတဲ့အချိန်မှာသူဖုန်းလေးနဲ့မှတ်စုစာအုပ်လေးစပွဲပေါ်တင်တာတော့ကျမကလှမ်းကြည့်လိုက်တဲ့ခါမှာအဲ့ဒီမှာအမျိုးသမီးတစ်ယောက်ရဲ့နာမည်လေးကျမတွေ့တယ်။ဖုန်းနံပါတ်လေးနဲ့ပေါ့နော်939 939 401အဲနောက်ကအဲ့လိုပေါ့။အဲနာမည်ကတန်နာကျော်တဲ့။ကျမဒီနာမည်ကိုသူ့မိတ်ဆွေပေါင်းသင်းနဲ့မှမမြင်ဘူးတဲ့ခါမှာကျမတော်တော်ထူးဆန်းနေပေါ့နော်။ဒါပေမဲ့ဘာလို့တော့မဟုတ်ဘူးဒီလားအဲ့ကျမအဲ့ဖုန်းနံပါတ်နဲ့နာမည်လေးကို ကျမကျမကျမမှတ်ထားလိုက်တာဘာမှမှတ်ထားလဲဆိုကျမအိမ်ကပြက်ကလေးအသေးလေးမှာမှတ်ထားတာ